ချောဆုပ်ကဘာလဲဘာပြောလဲဆိုတော့ဒီဘောတော့ကျွန်တော်ဒီပြည်သူတချို့ပြည်သူတွေပေါ့ NLD ကိုထောက်ခံတဲ့သူတွေရော PDF ကိုထောက်ခံတဲ့သူတွေရောကျွန်တော်ဒီအလုံးပေါ့ဗျာဒီမင်းအောင်လည်းမထောက်ခံတဲ့သူတွေကမင်းအောင်လည်းရင်ငင်ကိုခိုလုံသွားတယ်ဆိုပြီးတော့ကလေးထားရတဲ့စကားတွေပြောနေတာကိုကျွန်တော်ဗီဒီယိုလေးကိုတွေ့မိတယ်ပေါ့ဗျာအဲ့တွေ့မိတဲ့အပေါ်မှာကျွန်တော် ဒီဗီဒီယိုလေးကိုကျွန်တော်ရွေးချင်းလေးလောက်သွားမယ်ပြီးရင်ပြန်လဲပြီးတော့ပြောသွားမယ်ပေါ့ဗျာโอเคဒါဆိုရင်ကျွန်တော်ကြည့်လိုက်ရအောင်ကျော်စိုးဦးခေါ်ငှက်ကောင်းရဲ့ပြောထားတာဗီဒီယိုပေါ့နော်ခင်ဗျားတို့အနေနဲ့ကျွန်တော်တို့อืมဒီစက်တက်ရှိတဲ့ဘတ်ချမ်းမှာနေမလားဟလာတိုက်ပွဲဖြစ်ပြီ PDF တွေရှိတဲ့ပတ်ချမ်းမှာနေမှာလားဆိုခင်ဗျအကုန်လုံးကခင်ဗျစစ်တပ်ရှိတဲ့ပတ်ချမ်းမှာပြေးတာပဲ NLD ထောက်ခံတဲ့သူတွေရောဟာ NUG ထောက်ခံတဲ့သူတွေရောအဲဒီကျွန်တော်လက်နက်ကိုင်းမာဖီးယားတပုံဖွဲ့ကိုထောက်ခံတဲ့သူတွေအားလုံးအော စစ်တပ်ရှိတဲ့အောက်ကပဲလာတာပဲစစ်တပ်ရဲ့ရင်ဝဲကိုပဲလုံတာပဲဗျာကဲရှင်းရှင်းလေးပဲလေအခုခင်ဗျာတချို့ဒေသတွေမှာ PDF တွေအကြောင်းလို့ NLD ထောက်ကန်နေသူပြေးလာတယ်ဘယ်ပြေးလာလဲနေပြည်တော်တို့ပြည်ဦးလွင်တို့မန္တလေးတို့ရန်ကုန်ပြေးလာတာပဲပြေးပါလားခင်ဗျာအမ NUG ရှိတဲ့အကောလင်းတို့ဟိုဘက်က MMD အဖွဲ့တွေရှိတဲ့ရှမ်းမြောက်တွေသွားပြေးပါလားအဲ့မှာနေကြပါလားနေကြပါလားကဲဒါကခင်ဗျာရိုးလေးခလေးလေးလို့စဉ်းစားကြည့်လိုက်ခလေးလေးလို့ဟာငါ ကလေးလေးလို့လည်းစဉ်းစားရမလို့လူကြီးလို့လည်းစဉ်းစားရမလို့အဲ့ဒီပြေးလာတဲ့သူတွေကဘာကြောင့်ပြေးလာရသလဲဆိုတာကိုမင်းအနေနဲ့ပြန်ပြီးတော့တွေးဘူးလားပြန်ပြီးတော့စဉ်းစားဘူးလားမင်းအောင်လိုက်ကအဲ့ဒီရွာတွေကိုမီးရှို့တယ်ဗျာကျော်တို့ဒီဥမာတို့ရွာတွေကိုမီးရှို့တယ်ပြေးစရာနေရာမရှိဘူးဒီပြည်သူတွေဘယ်မှာပြေးမလဲမင်းအောင်လိုက်နားမှာဥမာတို့နေပြည်တော်တို့သူပြောတဲ့နေပြည်တော်တို့ပြည်ဦးတင်တို့ပြေးတယ်ဟုတ်တယ်ပြေးလာတော့ဟုတ်တယ်ဒီပါဒါကတော့ပြည်သူတွေလုံခြုံတဲ့နေရာကိုပြေးရမှာဒါပေမဲ့ရင်ထဲမှာ ယင်ထဲမှာဘာတွေရှိတယ်ဆိုတာကိုမင်းမြင်ရလားကလေးလေးဒီကလေးလေးအထနဲ့မင်းရဲ့မေးခွန်းနေရနော်မေးအောင်လိုက်တာအဲ့ဒီရွာတွေကိုစစ်တပ်ကနေပြောဒီလေနေနဲ့ဘုံမကျဲဘူးဘာမှမလုပ်ဘူးပြောမယ်ဆိုရှင်းချင်းလေးပဲဒီရွာမှာအာ PDF ရှိလားမသိအဲ့ဒီ PDF တွေရှိလားမသိဘာလားမသိဆွတ်ဆွတ်ပြီးဘုံကျဲတာအဲ့တော့ပြည်သူတွေကမကြောက်ဖဲနဲ့နေပါမလားမင်းအောင်လိုက်ကိုရှစ်လို့မင်းအောင်လိုက်ကို ကိုခွက်ကျင်လို့တော့မဟုတ်ဘူးနော်ဒါသူတို့ရဲ့အတက်အန်တွေကိုစိုးရိမ်လို့သူတို့လွတ်ရဟိုပြေးတာလို့ခေါ်တယ်ကွာသဘောပေါက်လားဒီတိတ်ငှက်ကားနောက်ပြီးတစ်ခုပြောချင်တာကဒီရွေးကောက်ပွဲနီးလာတာနဲ့အများလူတွေအများကြီးပေါ့နော်ဒီရွေးကောက်ပွဲကိုထောက်ခံလာအောင်မင်းအောင်လိုင်ကလည်းအခုအချိန်မှာအနေရအတီးတီးနေရစိတ်စိတ်ကိုလိုက်ပြီးလေနေတဲ့ဘုံကျဲနေအောင်ဗျာရှင်းလားအဲ့ဒါလေးကိုဒီကောင်ကရိုးရိုးလေးရိုးရိုးလေးပြောမှာကလေးထတယ်စောက်ကလေးထတယ်ငှက်ကောင် ပြောတော့လဲဗာလဲ people media people media နဲ့ဟိုဟိုโอเคကျောင်းဆက်နာတော့ကြည်အောင်ဟုတ်သူတွေကာဝယ်ပြီးနေရလဲနံပါတ်1ငါတို့ကဟာလာသူများတွေကစစ်တပ်ဘုံလုံးငါတို့ကလိုက်မုံနေတာလာဟုတ်ငါတို့ရှိနေနေရာကလုံရောလုံကျုံရဲ့လာဘာကြောင့်လုံကျုံတာလဲစစ်တပ်ရှိလို့လုံကျုံတော့လားစစ်တပ်မရှိလို့လုံကျုံတာလားကဲခင်ဗျာရိုးလေးပဲစဉ်းစားကြည့်ရိုးရိုးလေးပဲစဉ်းစားကြည့်ရိုးရိုးလေးပဲစဉ်းစားကြည့်စစ်တပ်ရှိလို့လုံကျုံနေတာခင်ဗျာရှင်းရှင်းလေးအဲ့တော့ ခမားတို့တခုခုဖြစ်လို့ပြေးပြီဆိုရင်ဘယ်သူတွေလာလဲဒီစက်တက်ပဲလာတာပဲအဲ့တော့ခမားတို့ဒေတာမှာခမားတို့မလုံခြုံနေရရွှေ့ရတယ်ဘယ်ရွှေ့လဲစက်တက်တွေရှိတဲ့နေရာပဲခမားတို့ရွှေ့ရတာပဲအဲ့တော့ခမားတို့ကဟာလာခမားတို့ကစက်တက်ကစက်တက်ကကျွန်တော်လူဆိုကြီးပါဆိုရင်ခမားတို့စက်တက်ရှိတဲ့အရာမှာမနေနဲ့ဟာလာအခုကေအန်တို့ရှိတဲ့အရာဘဘွားကကေအန်တို့ရှိတဲ့အရာတောထဲမှာသွားနေပြီးသွားရင်ကျွန်တော်တို့အခုလက်ရှိအာကျွန်တော်တို့ဒီရှမ်းမြောက်ဒေတာ ရှမ်းမြောက်ဒေသမှာလက်ရှိ TNL နေထိုင်တဲ့နေရာပေါ်မှာတော့နေအဲ့မှာခင်ဗျားတို့ TNL လေးကခင်ဗျားတို့မျိုးသစ်တဲပြီလေအဲ့မှာတော့တကယ်ဆောက်ပေါ်ပါဗျာနော်တကယ်ဆောက်ပေါ်ဒီကောင်ငတ်ကောင်တကယ်ကိုဆောက်ပေါ်ကြီးဘာဖြစ်လို့ဘယ်လိုဆောက်ပေါ်ကြီးလဲဆိုအခုပြောနေတဲ့ပုံစံအောင်ဒီပြောနေတဲ့အထောက်အောင်ဒီဆောက်ပေါ်ကြီးသူ့လိုအောင်တော့မရှိတဲ့သူပြောင်းတော့မရှိဟုတ်တယ်မလားအခုကြည့်လိုက်ပါလားဒီပြည်သူတွေအဲတချို့ဒါချွေပြောင်းတာမဟုတ်ဘူးနော်ချွေပြောင်းတာမဟုတ်ဘူးတေရော်နဲ့တေရော်သွားဖို့တော့မှအဆင်ပြေတယ် တချို့ဒေတာမှာနော်တချို့ဒေတာမှာတရွာနဲ့တရွာကိုသွားဖို့ဆိုတာအဆင်ပြေလားအဆင်မပြေဘူးနော်ဟိုတနေ့ကဖြစ်သွားတဲ့ကိစ္စကိုပဲကြည်လိုက်နော်လင်မယားနေ့ကကရိတ်ဂိမ်းမိုးကျော်သွားတာလမ်းမှာဒီဝါသမရဲ့ပြည်သူစစ်ပြူပြူတွေနဲ့တွေ့ပြီးတော့မိမအောင်မရင်းချင်းတတ်တယ်ယောက်ျားကိုမတင်မဲ့တဲ့ရုံရိုင်းရက်တယ်ဒါရီကအထင်းသားကြီး ဘယ်သူကလို့တွားရဲမှာလဲစင်းစင်းသားသားပြောဝတ်ဒီနဲ့ကောင်းကငါလူမသားကွာနားမရှိတည်ပြီးဒီမေးလို့ ਆ တိလားသက်ကားကိုစင်းစင်းချင်းချင်းမပြောဘူးဗျဒီခလေးစောက်ခလေးထာနဲ့ပြောနေတာနော်တကယ်ချက်တည်းရရှိချက်တုံးကောင်းဒီလူကောင်းမျိုးကတော့တွေးတဲ့နေရာမှာဘာမှမလုပ်နဲ့တွေးတဲ့နေရာမှာဘာမှမေးကုန်းမေးကြမလို့ရိုက်တတ်ဖို့ကောင်းတဲ့နေရာရိုက်တတ်ဖို့ကောင်းတယ်ဘယ်မှာမဟုတ်တမ်းရည် ိုမနေ့တနေ့မှဟိုမင်းအောင်လန်ကဖမ်းသွားလို့ပြန်ထွက်လာတဲ့အချိန်မှာဖြစ်တော့ပြန်ထွက်လာပြန်ထွက်လာတဲ့အချိန်မှာသူရဲ့အုံနောက်ပုံမှန်မဖြစ်တော့ကြမပြေတော့ဘူးဖြစ်သွားโอเคကျွန်တော်ပြန်လာထောက်ကြည့်အောင်ဟာနေပြီးွားကျွန်တော် KI ရှိရနေတာသွားနေเนาะသွားကြအဲ့တော့သွားကြကျုပ်တို့ကတော့ရှင်းတယ်စစ်တပ်ရှိတဲ့ဘက်ဆက်မှာပဲနေမှာပဲနေမှာပဲခင်ဗျားတို့ကိုယ်တိုင်ခင်ဗျားတို့စဉ်းစားကြည့်ဟုတ်ပြီဟာခင်ဗျားတို့လက်ရှိငါတို့ဘာကြောင့်လုံခြုံနေရတာလဲငါတို့ဘာကြောင့်လုံခြုံနေတာလဲ ငါတို့ဘသူတွေကအသာဝင်ပေးနေရလဲငါတို့ဒီလိုနေစေမင်းအားကိုးနေတဲ့မင်းအမေလေးမင်းအဖေတရားကိုအားကိုးကငါလုံးမသားငါလုံးမမေ့လို့ပြောလဲစောက်ထိုင်ဒီဘာမှလည်းသိရလဲမို့စိတ်တက်ကဖေမှာလုံချုံမှုပေးနေရတယ်လို့မေးလို့ငါလုံးမသားဒီကောင်ဒီကောင်ကဘယ်လိုဆုံးမလဲဆိုတော့ခွေးကိုမိပြီးတော့ငိုဆို့နေတဲ့ကကျွန်တော်စင်ပြူတော်ကိုမိပြီးကြံဆုပ်ခံပုံ ဖေးအောင်မိပြီးနိုးဆိုးနေတဲ့ကောင်ချက်လုံးဝမဖြစ်ဘူးဒီကြော့ဆိုးဆိုတဲ့ကောင်ဘုကကြော့ဆက်ကြည့်အောင်လွတ်လွတ်လပ်လပ်ကြော့ပြောင်းအိမ်ဘူးတော့ဘသူတွေအသက်ပေးပြီးကာကွယ်ပေးနေရတာလဲဘသူတွေကတိုင်းပြည်ကိုဖျက်ဆီးနေတာလဲဘသူတွေကဘယ်ချွေးရောက်ကိုမီးရှို့ခဲ့တာလဲခင်ဗျားတို့အေးစစ်စမ်းကြည့်ခင်ဗျားတို့အေးစစ်စမ်းကြည့်အဲ့တော့မလီနောက်ဆုံးအဆုံးသက်ကတော့ဗျာခင်ဗျာရှင်းပါလေစစ်တပ်ကရှုံးရအောင်အကြောင်းမရှိတာဟုတ်လားစစ်တပ်ကရှုံးရအောင်အကြောင်းမရှိတာ စစ်တပ်ကရှုံးစရာအကြောင်းမရှိဘူး။တမိုင်းမှာလည်းစစ်တပ်ကဒီလိုပွဲတွေကိုအလဲလဲထိုးလာခဲ့တာအခုမှမဟုတ်ဘူး။နော်စစ်တပ်ကခင်ဗျာဟာဒဏ်ရာတွေကြီးပဲဟာအမာရွတ်တွေကြီးပဲပွဲတွေထိုးလာခဲ့ရတာ။ပွဲတွေထိုးလာစစ်တပ်ကပွဲတွေတော့ပွဲတွေအေးစေးပဲစစ်တပ်ကစစ်တပ်ကလက်ရှိတပ်မတော်ကဒီအခြေအနေကိုကြုံလာတာအခုမှကြုံလာတာမဟုတ်ဘူး။ခင်ဗျာသူ့ရဲ့အထက်မှာခင်ဗျာရန်ကုန်အစိုးရလောက်ရှိတယ်ရန်ကုန်အစိုးရခင်ဗျာရန်ကုန်အစိုးရဆိုခင်ဗျာဘယ်လောက်ကျယ်ပါလဲ ဒါပေမဲ့အရင်တော့ရန်ကုန်အစိုးရဆိုဗျာခင်ဗျာနံပါတ်1ခိုင်းတာမပေါ်သေးဘူးတာကိတာမပေါ်သေးဘူးပြီးသွားရင်ခင်ဗျာဒဂုံမျိုးသစ်တွေမပေါ်သေးဘူးကဲမျိုးသစ်တွေမပေါ်သေးဘူးရန်ကုန်အစိုးရဆိုတာကခင်ဗျာစော်ဝါးကြီးကောင်းနေပြီးတော့ဟိုဘက်ကျွန်တော်ဗဘဲဗဘဲတန်းလာတာဘက်ကြီးပဲရှိတယ်အဲ့တော့ရန်ကုန်စစ်တပ်ကအဲ့ဒါလေးပဲရှိတယ်တေးရန်ကုန်အစိုးရအဲ့ဒါလေးတေးသေးလေးခင်ဗျာတေးသေးလေးအဲ့ဒီတော့လက်နက်ကြိုက်ဖွဲ့ရဆိုတာခင်ဗျာအခုခင်ဗျာအခုလက်ရှိအင်းတော်ထုံးကြီးခင်ဗျာထုံးကြီးမှတော့ခင်ဗျာအခြေဆိုင်စကန်ဆိုင် စိုက်လာခဲ့တာထုံကြီးထုံကြီးကျွာအခုလည်းရှိသေးတယ်အဲ့ရွာထုံကြီးကလည်းကမြဟုတ်ပါတက်ပြီးရင်ကျွန်တော်တို့ဒီဘက်လာဟောင်ပြေလမ်းပြေလမ်းဘက်တက်အဲ့မှာကမြ KNDO တွေရွယ်ကရင်တောင်းချမ်းသူတွေရွယ်ဘာမှမဖြစ်စစ်တပ်ကဘာမှမဖြစ်ဘူးဒါပေမဲ့ဖြစ်တာတခုတော့ရှိလက်ရှိအကင်းကြီးอ่ะဘာကြောင့်လဲဆိုတော့ဒီပြည်သူတွေနာတာပေါ့ဗျာအဲ့တော့ပြည်သူတွေအာပြည်သူတွေနာတာပေါ့အဲ့တက်မတော်အနေနဲ့လက်ရှိကိုကကိုကခင်ဗျာတတဘူးစောင်းနေရတဲ့ပုံကွာအလဲထိုးရရှိခင်ဗျာပြန်ထားလို့မရအောင်တခါတည်းကထိုးတာတပ်လိုက်ထိုးတာလည်းမရအောင်ဒီကောင်တွေအလဲထိုးတာတော့လည်းမရအောင် တခါတည်းကျွန်တော်တို့ကခြေလေးလက်တွေပါရိုက်ချိုးရမှာထားလို့မရဘူးတခါတည်းရိုက်ချိုးရမှာစစ်တပ်ကအဲ့ဒါလုံးဖို့လုံးနေတာစစ်တပ်ကအဲ့ဒါလုံးဖို့လုံးနေတာတခါတည်းလားအာယူပြန်ထိုးလို့မရအောင်တော့ပြန်ထားပြန်ထိုးလို့မရအောင်တခါတည်းအပိသွားတွေကိုဆွတ်နှုတ်ခြေောက်တွေလက်တွေရိုက်ချိုးဒီကောင်းနေဖင်တွေကိုဆွဲလို့ရအောင်မထားခဲ့ရမှာကျွန်တော်အဲ့ဒီကလုံးဖို့ပဲလိုတာကျိုးဆိုးကဒါစစ်တပ်ကိုထောက်ခံနေတဲ့ပုံစံမဟုတ်ဘူးနော်ဒါသူကဟိုပြောမဲ့ဆိုရင်တော့ ဘယ်လိုပြောမလဲစစ်တပ်အာဂိုနဲ့ပဇတ်မိုင်းမိုက်နေတဲ့ကောင်တကယ်လက်တွေ့မှာကျွန်တော်လွန်းလာပြီးရှင်ထိုးပလားတယောက်ချင်းရှင်ထိုးကြီးပလားကျော်စိုးဦးစိတ်ခေါ်တယ်ရှင်ထိုးကြီးပလားတယောက်ချင်းဒီကောထားအောင်လာခဲ့လိုက်ဒီကောထားအောင်လာခဲ့လိုက်ရှင်ထိုးမယ်ဘာမှမလုပ်မင်းနဲ့ကလည်းနှစ်ယောက်လည်းရှင်ထိုးမယ်အဲ့လိုမျိုးထိုးရဲလားဒီကျော်စိုးဦးကတစစ်တပ်ကြောင့်ဒီကောင်မိုက်ကန်းနေမိုက်မိုက်ရဲမိုက်ရိုင်းနေတာတကယ်တကယ်သူကစားရှိတဲ့ကောင်မဟုတ် ။ဘာသာမှမရှိဘူး။ Okay စန္ဒတော့ကြည့်အောင်။ကျွန်တော်တို့ကရှင်းရှင်းလေးပဲ။ဆက်သွေးကြွားတယ်ပါလေ။အမေမွေးထားတဲ့ဒုတ်တချောင်းပဲပါလေ။ကျွန်တော်တို့မှလည်းဒုတ်တချောင်းအပြောင်းအလဲရမျိုးမျိုးတက်တယ်နော်ဒီမီလိုကကြည့်ထား။မှတ်ပါလေ။ကျွန်တော်တို့ကဘောင်ယူဆိုင်ကမှာလေစစ်တိုက်တာဗျစစ်နဲ့တူအောင်တိုက်ဖို့ပဲလိုတယ်ဗျစစ်တိုက်တဲ့ကောင်မှာကျွန်တော်တို့ဒီနေရာမှာကိုယ်ခဲတဲ့သူတွေကလည်းစစ်နဲ့တူအောင်တိုက်ဖို့ပဲလိုတယ်ဗျ ကျွန်တော်တို့ကစစ်မြေပြင်မှာယဉ်ကျေးလိုက်မှသင်တန်းဖွင့်တာလည်းမဟုတ်ဘူးယဉ်ကျေးလိုက်မှသင်တန်းဖွင့်တဲ့နေရာမဟုတ်ဘူးဗျကြံကြံတန်းတန်းကြိုက်လို့ရမယ့်နေရာဗျစစ်မြေဗျပရိစိတ်နေလို့မရဘူးပရိစိတ်နေလို့မရဘူးစစ်မြေပြင်မှာနှစ်ခုပဲရှိရရွေးရမရှိဘူးကျွန်တော်တို့ကရန်သူကိုဥအောင်တတ်ပါလားရန်သူတွေတော့ကျွန်တော်တို့ခံရမှာလားဘာကြောက်ခါမှာလဲဗျရန်သူမှလည်းသူ့အမေမွေးတဲ့ဒုတ်တစ်ချောင်းပဲပါတယ်ကျွန်တော်တို့လည်းဒုတ်တစ်ချောင်းပဲပါတယ်ဘယ်ကောင်းမှနှစ်ချောင်းဖို့မပါဘူးကျွန်တော်တို့ဘာတွေကြောက်နေရပါလဲဘယ်တော့ကျွန်တော်တို့ဘာကောင်းဘာတွေကြောက်နေရပါလဲ ဒီနေရာမှာရွေးကြမရှိဘူးအဲ့တော့ကျွန်တော်စစ်မြေပြည်မှာရဲကျဉ်းကျဉ်းတက်တက်ရဲဆက်ဆက်တာကိုက်လွဲစစ်တိုင်းစစ်တိုင်းမှာအားလုံးလုံးမှုအားလုံးကတရားတယ်အားလုံးတရားတယ်လောက်ဆရာရှိရလို့ကျွန်တော်ဒီနေရာမှာအဲ့တော့အဲ့ဒီစကိုင်းမင်းကုန်းကျောင်းမှာလှုပ်ရှားနေတက်မလို့စစ်ကြောင်းမြန်မာနဲ့ရဲတပ်ဖွဲ့ပြည်သူစစ်အဖွဲ့တွေကျွန်တော်တို့လေးစားတယ်ခေါ်ယူတယ်ဒီဘက်ကကျွန်တော်အရာဝတီမြေကျောင်းမှာလည်းပတ်ရတယ်ကုန်းလမ်းမှာလည်းပတ်တယ်ရန်သူတွေဝင်မလာဖို့အတွက်ဒီဘက်ကမန်လေးပြည်ပွဲကဝင်မလာဖို့အတွက်သူတို့ကောင်းကောင်းကျိုးကျိုးထိန်းချုပ်နိုင်တယ်အဲ့တော့နောက်တဲ့ပွင့်နေတာလည်းရှိတယ်ပတ်သက်ရေးအေရီယာတွေကို အကြမ်းဖက်သမားတွေလှုပ်ရှားမှုတွေတောက်လျှောက်လှုပ်လာလှုပ်လာတယ်။တပိတ်ချင်းတကြောမှာလှုပ်ရှားတဲ့အဖွဲ့တွေကကျွန်တော်ညဘက်မှာဆိုရင်ဒံမီးလေးနဲ့တောက်လျှောက်အဲ့တကြောပေါ့အဲ့မှာရှိတဲ့ကျွန်တော်နေမြင်ကန်လုံးကျိုးတက်ဖွဲ့တွေနဲ့ဆက်သွယ်ရတယ်ဆက်သွယ်မှုရတယ်။တို့ညဘက်မှာတက်တက်လှုပ်ရှားမှုတွေလှုပ်လာပြီ။အဲ့တက်လှုပ်ရှားမှုတွေကကျွန်တော်တို့ဒီဘက်ပသိမ်ကြီးဘက်ကိုဖျောက်ဝင်လာပဲအနေထားပဲ။အနေထားပဲအနေထားတွေရှိလာတယ်။ကျွန်တော်တို့ကစဉ်းစားနေနေကြိုင်လို့ရမှာပဲဗျာ။ပြည်သူကိုချက်တဲ့နိုင်ငံတော်ကိုချက်တယ်ဆိုရင်ကျွန်တော်ဘယ်မျက်နှာကိုကြည့်ရမှာလဲဗျာ။ကျွန်တော်တို့ကြည့်ရမယ့်မျက်နှာကပြည်သူနဲ့နိုင်ငံတော်အလက်မျက်နှာပဲကြည့်ရမှာ။ဘာလို့ရမှာလဲ။ ။ဒါလို့ရမှာအဲ့တော့ကျွန်တော်တို့ပြကနောက်ဆုံးပြတက်မွန်တဲ့ခန်းသားလေးမှာထုတ်ပြတဲ့လက်နက်ကြီးကျွန်တော်ဘယ်နေရာပြစ်ဖို့အတွက်သိမ်းထားတာလဲ။ဘယ်လိုလက်ခံထားတာလား။ကျွန်တော်ဒီလိုလုပ်တယ်။ကျွန်တော်အချိန်မေးသေသွားနိုင်တယ်။ကျွန်တော်အမျိုးသမီးကိုကျွန်တော်ပြောတာပြီးသား။ငါဒီလိုလုပ်တယ်ငါအချိန်မေးသေသွားနိုင်တယ်။ဘယ်နေရာမှာသေမဲငါမသိဘူး။ငါသေသွားနိုင်တယ်။အချိန်မေးငါသေသွားနိုင်တယ်။ဘာကြောင့်လဲကျွန်တော်တို့ကဒါကျွန်တော်တို့ဘဝရင်းနဲ့အသက်တင်းနဲ့ထပ်တူထပ်ပြီးတော့ထပ်တူလုပ်ပြီးတော့ကျွန်တော်တို့ကအလောင်းစားလုပ်ထားတာ။နံပါတ်၁ကျွန်တော်တို့ရဲ့အတိုင်းဝိုင်းနေဆွန့်လွှတ်ထားရတယ်။ကျွန်တော်တို့တပုတ်အမြင်မတူတဲ့သူတွေ နံပါတ်1ကျွန်တော်တို့တငယ်ချင်းတွေမှာသဘောထားကွဲလဲတဲ့သူတွေရှိတယ်အများကြီးပဲအဲ့တော့ကျွန်တော်တို့ကအရှင်းပြောရကျွန်တော်တို့ကမဟာမြတ်မှုနေဖရာတော်မှာဒါကျွန်တော်တို့တော့ဖူးလို့မရဘူးပြကျွန်တော်တို့တော့ဖူးလဲဆိုခင်ဗျာအပေါင်းဆိုဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ကျွန်တော်တို့ရဲ့အခွင့်အရေးအများကြီးကျွန်တော်တို့ကအများကြီးကျွန်တော်တို့ကဆွလွန်ထားရတာကျွန်တော်ကကျွန်တော်တို့ကျွန်တော်တွတ်ထားပြီးသားကျွန်တော်တို့ကငါတို့ကအချိန်ပြေးငါတို့ကဘာမှမဆိုဖြစ်သွားနိုင်တယ်တစ်ဖက်ကလည်းဒီလက်ရှိတည်ဆဲဆိုးရွားကလည်းကျွန်တော်တို့ ဘာမှမစုဖြစ်သွားနိုင်စိတ်ဆိုးပြီးတော့ခင်ဗျာဒီဒီဒီအရေးကြီးတာလည်းဖြစ်လာနိုင်တာပဲအော်တပတ်ကကျွန်တော်တို့ကကြည်စံနဲ့ရှင်းပါဗျာဟိုဘက်ကစစ်သွေးကြွားတယ်ကြည်စံနဲ့ဘာမှမစုဖြစ်နိုင်လေကျွန်တော်တို့အဲဒီလောက်တော့ကျွန်တော်စဉ်းစားထားပြီးသား